ဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့လင်းဆက်ဆံရင်သတိထားရမယ့်အရာများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပြောမယ့်အကြောင်းရင်းတွေကတော့လင်းဆက်ဆံရင်ကိုယ်ဆက်ခံရတဲ့ HIV လို့ပြီးတော့အသည်ရောင်အတဝါ VIH စီပိုးတွေလို့ဖြစ်ဖြစ်ချင်းတည်ဆုံးနိုင်တဲ့အကြောင်းအရာ တွေမဟုတ်ပါဘူးเนาะလင်းဆစ်ဆန်နေရင်းကိုခရင်ပေါ်မှာတင်တည်ဆုံးနိုင်တဲ့အခြေအနေတွေပါဒါကြောင့်မို့လို့လင်းဆစ်ဆန်ရင်းတည်နိုင်တဲ့အကြောင်းရင်းတွေကိုပြောပြတော့မှာဖြစ်ပါတယ်ဒါပေမဲ့အတူနေတဲ့အခါမှာအခုပြောပြမဲ့အချက်လေးတွေကိုစင်ချင်းလိုက်မယ်ဆိုရင်လင်းဆစ်ဆန်ရင်းတည်နိုင်တဲ့အထီးဖြစ်မှာမဟုတ်တော့ဘူးเนาะပထမအဦးဆုံးကတော့ရုပ်တရက်နှလုံးရက်တာဖြစ်ပါတယ် အသက်ကြီးရင်တုံမဟုတ်နှလုံးရောဂါရှိရင်လင်စစ်ဆန်တဲ့အခါမှာသတိထားရမယ်ဆိုတာကတော့လူတိုင်းသိကြပြီမယ်အခုဆိုရင်လူငယ်တွေမှာကသိထားဖို့လိုလာပါပြီနော်အတူနေဖို့တင့်မတင့်ကိုဆယ်ဝန်နဲ့တိုက်ပင်ပါဒါကဖြစ်ခဲ့ပြီမယ်သတိထားရဖို့တော့ကောင်းပါတယ်နောက်ပြီးတော့ကြမ်းတမ်းတဲ့လင်စစ်ဆန်မှုကိုတာယာရတာပဲဖြစ်ပါတယ်ဒါကိုလည်းတော်တော်များများသိကြမှာပါ ကျန်းတန်းတက်တဲ့လင်းစစ်ဆန်တာကိုပြုလို့ရတာဒါမှမဟုတ်ပြုလို့ခံရတာကိုနှစ်တက်ကြသူတွေပဲဖြစ်ပါတယ်သူတို့တွေမှာအချင်းချင်းရိုက်နေတာနီလန်းတခုခုနဲ့နာကျင်စေတာကိုဆန်တော့ကိုတာယာစေမဲ့နီလန်းတွေကိုအတုံးပြုတတ်ကြပါတယ်ဒီနီလန်းတွေကတော့အလွန်အကျွံဖြစ်သွားခဲ့ရင်အတ္တအန္တရဲ့ရှိနိုင်ပါတယ်ဒါကြောင့်မလို့အချင်းချင်းကြမှာကိုခံနိုင်တဲ့ပမာဏကိုကျော်လွန်လာပြီး အတက်အန်တရရှိလာပြီဆိုရင်ရတန်ဖို့အတွက်ဂျူတင်တဘောတူငင်မှုယူထားတင်ပါတယ်နော်နောက်ပြီးတော့လင်းတန်မထောင်မတက်ပြေတနာတွေကြောင့်ဆယ်ဝင်နဲ့တိုင်ပင်ပြီးမှပမာဏကိုတွတ်ချက်ပြစီတော့ရင်းပြေတနာမဟုတ်ပြီမဲ့ကုတဘောနဲ့ကိုဝေတောက်တဲ့အခါမှာအန်တရများပါတယ်ဒါကြောင့်မို့လို့လင်းတန်ထောင်မစီတဲ့စီးတွေကိုဆယ်ဝင်နွန်ချချ မပါဘဲမတောက်ဖို့နွန်ကြတာထက်ပိုပြီးတော့မတောက်ဖို့လိုအပ်ပါတယ်နော်ပြီးတော့မွေးစေဝါလုံကဲဒါပဲဖြစ်ပါတယ်လင်းစစ်ဆန်တဲ့အခါမှာတချို့သောသူတွေကမွေးစေဝါတုံပြီးတော့လင်းစစ်ဆန်တတ်တဲ့အလျက်ထားရှိတတ်ပါတယ်ဒါကိုလင်းသူစစ်ဆန်တဲ့အမျိုးသားတွေမှာပိုပြီးတော့အတွေ့များပါတယ်လင်းစစ်ဆန်မှုကိုလွတ်လပ်အောင်ပြီးတော့ခံစားမှုကိုကောင်းမွန်အောင်မွေးစည်းဝါးကိုတုံးကြတာပဲဖြစ်ပါတယ် လိန်ဆက်ဆံမှုကိုမကောင်းစေမဲ့ရည်ရွယ်ချက်နဲ့တုံးကြတာပဲဖြစ်ပေမဲ့တစ်ဖက်မှာလည်းအတ္တအန္တရာယ်ဖြစ်သွားနိုင်ပါတယ်။ပြီးတော့နောက်လိန်ဆက်ဆံရင်ထိခိုက်ဒဏ်ရာရခြင်းပဲဖြစ်ပါတယ်။မိမကိုစအိုသေးကိုခတ်ကြမ်းကြက်ဆက်ဆံတာကမိမကိုစအိုတွေပွဲထွက်တာပါ။အဲ့လိုမျိုးပွဲထွက်တာဒဏ်ရာကြီးပဲဆိုလို့ရှိရင်တွေးထွက်လွန်ပြီးတော့အတ္တအန္တရာယ်ဖြစ်နိုင်ပါတယ်။နောက်ပြီးတော့ latex condom နဲ့ ဒတ်မတည့်တာပဲဖြစ်ပါတယ်အဲ့ဒါကတော့ဖြစ်ထောက်ဖြစ်စေအခြေအနေပါလက်တကွန်တုံးပဲဖြစ်ပါတယ်ကိုယ်တဆင်းနေပဲဖြစ်ဖြစ်တက်မတဲတဲ့ဖြစ်အခါမှာတချို့သူတွေမှာရရန်တာလောက်ပဲဖြစ်ပြီမဲ့တချို့သူတွေမှာတော့ရုပ်တရက်အသက်ရှူကြက်ပြီးတော့သွေးပေါင်ကျတာဖြစ်တတ်ပါတယ်ဒါကအချိန်ငယ်ကိုတာမှုမခံယူရင်အသက်တည်ဆုံးနိုင်ပါတယ်ဒီလိုဆိုကွန်တုံးအသုံးရဘူးလားဆိုပြန်တော့မဟုတ်ပါဘူးเนาะလက်တကွန်တုံးတွေတုံး လို့ရပါတယ်။အဲဒါကြောင့်အတက်အန္တရာယ်ကင်းကင်းနဲ့လင်းစစ်ဆန်မှုဖြစ်စေဖို့လင်းစစ်ဆန်တဲ့အခါမှာနှူးနှစ်ဖက်တရားပိုအဓိကဆိုပေမဲ့လည်းတစ်ဖက်မှာလည်းကိုယ်နဲ့ကိုယ့်အဖော်ရဲ့အတက်အန္တရာယ်မဖြစ်စေဖို့တော့လိုပါတယ်။အခုပြောပြပေးတဲ့အချက်တွေဒါတတိပြုလိုက်မယ်ဆိုရင်ပူပြီးတော့ပြောစရာကောင်းပြီးတော့အန္တရာယ်ကင်းတဲ့လူမှုဘဝကိုရရှိစေမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်။